မင်္ဂလာပါရှင် short story channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel ကနေပြီးတော့ရတမျိုးစုံဇလန်းလေးတွေကို နေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ထားမီဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားဖို့နဲ့ဇလန်းသစ်တွေတင်နိုင်မှလည်းသိရှိနိုင်ဖို့အတွက်ဘေးနားကနိုဒီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင်အခုကစပြီး ဇလန်လေးကိုစတင်တင်ဆက်ပေးလိုက်ပါမယ်ရှင်။လက်ပံတော်ရွာမှာတတိယခုဟာအနံ့ပြင်းပြင်းနဲ့ပြန့်လွင့်လို့နေတယ်။ထိုတရင်ကိုကြားရသူတိုင်းဟာဟာကနေဟင်ကနေဖြစ်သွားကြတယ်။ရခင်းနဲ့ရောက်ရင်လည်းထိုတရင်ဈေးထဲမှာလည်းထိုတရင်နောက်ဆုံးမိသားစုအချင်းချင်းကပင် ထိုတရင်ကိုသာတန်အန်တော်ပြောနေကြတယ်။လူတိုင်းရဲ့ပဆက်ပြားမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့နောက်ဆုံးပေါ်တရင်ဖြစ်နေခဲ့တယ်။ထိုတရင်ကတော့လက်ပံတော်ရွာရဲ့ အချောအလှထားမိနေနှစ်ထောက်ကမ်းမုတ်ဆိုးဖို့ကြီးဥခွင်ရတို့လက်ထမဲ့သတင်းပင်ဖြစ်လေတယ်။လက်ပံတော်ရွာတို့ထားမိရောက်လာဒီမှာမကြသေး။ဒါပေမဲ့ထားမိဟာရွာမှာသတင်းကြီးသည့်မင်းသမီးလိုဖြစ်နေလေတယ်။ထားမိဟာရုပ်ရည်အဖြစ်အတော်ပင်လှပတယ်။လက်ပံတော်ရွာရှိကွမ်းတောင်ကန်အပြူမများပင်လင်းထားမိနေရှိရင်ဖွဲစကွဲဖြစ်ကုန်ကြတယ်။ကာလာတာတိုင်းရဲ့ပါဇက်မှာလည်းထားမိမှာထားမိဖြစ်နေခဲ့တယ်။ထားမိဟာ ရွာအစန်းကမြေတကွက်ကိုဝဲကတဲထိုးနေတယ်။လွတ်နေတဲ့မြေကွက်လမှာဟင်းရဆုံစိုက်ခင်းတယ်တဲ့။ဟင်းရရောင်းရငွေနဲ့ဝါတထာကိုဖြည့်တင်းနေ။ဒါကသားမီရဲ့ရိုးရှင်းတဲ့ဘဝရည်တည်မှုတစ်ခုပင်ဖြစ်တယ်။သားမီကိုတရီထားပြီးကြည့်ရင်အဝတ်သုံးလေးဆောင်တန်းပိုရွေးမရှိ။တခြားအပြူမများကဲ့သို့အလအပစိတ်ဝင်စားလေးမရှိ။ဒါပေမဲ့သားမီရဲ့မျက်ဝန်းဟာနူးညံ့မှုကင်းမဲ့စွာဆူရှနေတယ်။နှာခမ်းပါလိမှာလည်း မာနာတို့ဟာအရိတ်ခိုနေလေတယ်။ထားမီဟာရှိသမျှနဲ့ရောင်ရဲတင်းတိမ်နေတတ်ကရွာကသူတွေနဲ့လည်းအယောတဝင်မလို့စိုက်ခင်းတဲမှသာအချိန်ကုန်နေလိမ့်ရှိရဲ့။ကာလာသားများဟာလည်းမယောင်မလဲနဲ့ထားမီရဲ့တဲအနီတို့ချောင်းပေါက်မတက်ရောက်လာတတ်ကြတယ်။ချစ်စကားတီကျူးကြတယ်။ဒါပေမဲ့ထားမီဟာစိုက်ခင်းလောက်ဘသူကမှစိတ်မဝင်စားကိုထမီးကိုစားပြီးကိုအလုတ်ကိုသာကိုလုတ်တယ်။ရွာထဲကိုလည်းအเจ้าမရှိပဲထားမီမသွား တဲလေးနဲ့စိုက်ခင်းတဲမှာသာအချိန်ပြည့်နေလေတယ်။ရွာအစွန်ကတဲလေးဟာထားမိအတွက်ဘဝလုံခြုံမှုမရှိလှတဲ့ပန်းတိုင်းကိုခူးယူချင်ကြသည်မှာတဘာဝပင်ဖြစ်တယ်။ထိုတဘာဝကိုကာလာတာဖို့တာဟာထားမိရဲ့တဲပေါ်သို့ခိုးတက်ပြီးအတိတ်ပဲဖွင့်ဆိုပြရတယ်။ဒါပေမဲ့ထားမိမှာဘာတစ်ခုမှအစွန်အထင်မဖြစ်ခဲ့ထားမိလက်ချက်ဖြင့်ဖို့တာနေရပြတ်သွားလေတယ်။ထိုကိစ္စဟာအကျယ်တဝန်းဖြစ်လာပြီးရွာလူကြီးစီတို့ရောက်တယ်။ဖို့တာဟာ တွေးဆနေတဲ့နေရက်ကိုလက်ပြဖုံးအုပ်ထားတယ်။ဒါပေမဲ့ဖိုးတာကိုအထူးဆန်းလုပ်ပြီးတဦးတယောက်မှမကြည့်။တင်းမာတဲ့မျက်နှာနဲ့သွေးအေးစွာရက်နေတဲ့ထားမိကိုသာထူးဆန်းတယ်လို့ကြည်နေကြတယ်။ထားမိဟာနှက်ခမ်းကိုခက်တင်တင်ဖိကြိုက်ခါရွာလူကြီးရှေ့မှာရက်နေတယ်။ထားမိဘေးမှာတော့ဖိုးတာရှိနေတယ်။ရွာသားများမှတီးလို့စောနဲ့အလုတ်ကိုပြစ်ထားပြီးတဖွဲဖွဲရောက်လာကြတယ်။ထားမိဟာဒီလောက်အထိတရွာလုံးရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့သူဖြစ်တယ်။ အခုကဘလို့ဖြစ်ကြတာလဲငါ့ကိုအစာဆုံးပြော့ပြကြရွာလူကြီးဥခွန်ရရဲ့စကားတန်ထွက်ပေါ်လာတော့ဖိုးတာဟာခေါင်းကုံသွားတယ်ထားမီရဲ့မျက်နှာမဲ့ကနေဖြစ်သွားပြီးအစ်စစ်ဆက်လှမ်းပြောလေတယ်ဒီလူရောက်မှာကကျမတဲပေါ်ကိုတက်လာပြီးကျမကိုစော်ကားဖို့ကြံစီတယ်ဒါကြောင့်ဓာတ်နဲ့လှန့်ခုတ်လိုက်တာဒီလိုလူရောက်မှာမျိုးကလူလောကမှာရှိမနေသင့်ဘူးထားမီဟာအန်ကိုကြိတ်ပြီးပြောလိုက်တယ်ဖိုးတာရဲ့ခေါင်းဟာငုံတဒံငုံသွားခဲ့တယ် ထားမီဒေါသထွက်ရတဲ့အကြောင်းရင်းနဲ့ဖိုးတာနေရက်ပြက်သွားရတဲ့ကိစ္စကိုသိထားရင်ထားမီကိုဂယုဏမျက်ဝန်းနဲ့ကြည့်ကြတယ်ဖိုးတာကိုရွံ့မုံမှုအဖြစ်ဖြစ်ကြည့်ကြတယ်အာနွေတဲ့မိန်းမသားတစ်ယောက်ကိုစော်ကားလူတဲ့ယောက်ျားမျိုးကိုရွာကအလွန်အမင်းနှိမ့်ချရှုံချကြတယ်ဘဝကိုယူယူတတာဖျက်တမ်းနေတဲ့မိန်းမတစ်ယောက်ကိုမင်းမို့ကြံစည်ရတဲ့ဖိုးတာမင်းအပြစ်ကိုမင်းတိလားတိတိပါတယ်ဦးကြီးရဲ့ကျွန်တော်မှားခဲ့ပါတယ်ကျွန်တော်တောင်းပန်ပါတယ်ဗျာ ဘုဒ္ဓဟာမျက်နှာငယ်လေးနဲ့တောင်းပန်နေခါထားမီဟာမျက်နှာကိုမေ့ကနေဖြစ်သွားတယ်။အေးမင်းကျူးလွန်ခဲ့တဲ့အမအတွက်ငါလာတီတီအချုပ်သေးထည့်ပြီးအပြစ်ပေးမယ်။နောက်တစ်ခါဒီလိုဖြစ်ရင်တော့မြို့ကရဲလက်ထဲအပ်မယ်။ဘုဒ္ဓကိုငါလာတီတီအချုပ်ကြခံစေရန်အမိန့်ချရင်ဝမ်းနည်းမဲ့သူမရှိထားမီကသာမကြောက်ရွံ့အားမငယ်စေရန်အားပေးလို့နေကြလေတယ်။ထားမီဘယ်ကရောက်လာသလဲတယောက်မှမသိကြတော့လဲ ဘဝကိုရိုးသားစွာရုန်းကန်နေတဲ့မိန်းကလေးတယောက်ဖြစ်အားလုံးကတနာကြတယ်။ရွာလူကြီးဥခွင်ရာကတော့တစ်ခါမှမချဘူးတဲ့အမိန့်တခုကိုထူးထူးဆန်းဆန်းချမှတ်လိုက်တဲ့ထိုမိန့်ကိုတရွာလုံးကတညီတညွတ်တဲ့လက်ခံကြတာကလည်းအံ့ဩစရာဖြစ်တယ်။ထိုအမိန့်မှာသားမိကိုဘယ်သူမှမနှောက်ယှက်ရနှောက်ယှက်ပါက အပြစ်ပေးခံရမည်ဟုတည်ပင်ဖြစ်တယ်။ဒီတပွဲမှာလည်းသားမိဟာတရွာလုံးရဲ့ဂယုနာကိုတောင်မကရွာလူကြီးဥခွင်ရာရဲ့ဂယုနာကိုပါပိုင်ဆိုင်လိုက်ရလေတယ်။ အခုတလောရွာလူကြီးဥဖွင့်ရတယောက်ထားမရဲတဲရှိသူတနေ့၄၅ချိန်ထက်မနည်းရောက်လာတဲ့တရင်ကရေပန်းစားလို့နေတယ်။ထားမင်းနဲ့ဖို့တာပြဿနာဖြစ်ပြီးနောက်ပိုင်းမှာဥခွင်ရတယောက်ထားမင်းစီတို့အတော်လာစိတ်နေခင်းချင်းဖြစ်တယ်။ထားမင်းစီတို့အမြဲသွားနေတယ်။ဥခွင်ရရဲ့အကြောင်းပြချက်မှာထားမင်းအားငယ်စီရင်နှစ်သိပ်ပေးသည်ဟုဆိုတယ်။ဒါပေမဲ့ဥခွင်ရရဲ့စကားကိုယုံကြည်သူမရှိ။ဥခွင်ရဟာထားမင်းကိုအပိုင်ကျန်နေလေပြီလို့ ်တရင်ထွက်၍နေတယ်တကယ်တော့ဥခွင်ရဟာသားမီရဲ့တဲပေါ်တို့တက်ခွင့်မရှိသားမီဟာဥခွင်ရကို အတွေ့ပြီးမခံဥခွင်ရကိုသာမဟုတ်ယောက်ျားတိုင်းကိုသားမီကပြောဆိုဆက်ဆံခြင်းမရှိ ထို့အခါဥခွင်ရမှာသားမီရဲ့တဲရှိသူတနေ့၃လေးချိန်များအရေးအယောင်သာ ပြရလီတော့တယ်ဥခွင်ရဟာနှစ်ထပ်ကမူဆိုးဖို့တယောက်ဖြစ်တယ်ဥခွင်ရရဲ့ပထမမိမမှာမိဖွားရင် ကလေးရောမိခင်မှာစုံပွားသွားလေတယ်ထို့စင်ဟာ ဥခွင်ရန်ဟာတပတ်လောက်မပတ်တာမြည်လူသလို အသက်ဟက်တက်ခွဲပြီးထမင်းစာပြက်ခဲ့ဘူးလေတဲ့။တာယောမိမပါဆုံးရှာသည်ဟုပြီးရင်တုမနာဖြစ်ပြီး အသေးတန်ရာကို အရက်ဖြစ်ကုစားသည်မှလည်းတော်တော်ပြင်ကြာခဲ့တယ်။အဲ့ဒီနောက်မြို့ကလွန့်လာတဲ့မိမတယောက်ကိုတနားရီခေါ်ထားရမှာဘလို့ဖြစ်သွားကြသည်မသိဘိုက်တလုံးထွက်လာမှာစိုက်သူမသိတဲ့အချိန်မှန်တရွာလုံးတိသွားကြလေတယ်။ထို့အခါဒုတိယမယားရဲ့ဘိုက်ကသုံးလာမှာပဲ အကောင်အထည်ပြက်သွားရာ ဥခွင်ရတယောက်ဖြည့်မစီနိုင်စွာနဲ့အရက်ထဲမှာခေါင်းနေ၍တေတော့မယ်လို့တကယ်ကယ်ဖြစ်နေခဲ့တယ်။မိမ့်မတ်မှလည်းစိတ်ထိခိုက်ကံအရာထဲဘုံဘုံလဲရှာတယ်။နောက်ဆုံးထိုစိမ့်နဲ့ပဲဆုံးပွားသွားခဲ့ရာဥခွင်ရမှာနှစ်ထပ်ကံပုဆိုးဖို့ဖြစ်နေရှာတော့တယ်။ဥခွင်ရဟာမျိုးရိုးစင်ဆက်ချမ်းသာတယ်။ဒီရွာတဝိုက်မှာဥခွင်ရပိုင်ဆိုင်တဲ့လေတွေဟာလက်ညှိုးထိုးရမလွဲရုပ်ရည်ကလည်းရှိတာမို့နှစ်ထပ်ကံပုဆိုးမှုဖြစ်တဲ့အတိုင်း စိတ်ကူးရင်သူတွေကရှိနေကြမြဲဖြစ်တယ်။ဥခွန်ရပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာများမှာမမောလောက်စရာမို့မိုးဆိုးဖို့ဆိုတဲ့နမည်ဆိုးကအယောင်မှိန်သွားခဲ့လေတယ်။ဒါပေမဲ့ဥခွန်ရဟာတေရွာလာတဲ့မယားနှစ်ယောက်ကြောင့်နောက်ထပ်အိမ်အောင်ပြုရန်ကြောက်ရင်သွားသလားမပြောတဲ့တရားပြင်ရသွားသလားမပြောတဲ့တယောက်တည်းမုတ်ဆိုးပေါ်ဘွားဖြစ်အယိုးထုတ်နေဒီမှာအသက်50ပြင်ကြော်သွားခဲ့လိမ့်ပြီဖြစ်တယ်။ဥခွင်ရာကိုမျောလင့်ထားကြသူမှလည်း အသွဲလောင်းနဲ့ဘဝချောင်းကိုတက်နေကြရပြီဖြစ်တဲ့အခုတော့သားမိနေတွေမှာဥခွန်ရတမူထူးလာဒီမှာလဲတရွာလုံးအတွက်အံ့ဩစရာဖြစ်ရတော့တယ်စင်စစ်ဥခွန်ရဟာတရွာလုံးကလေးစားရတဲ့သူတယောက်ဖြစ်တယ်တရွာလုံးရဲ့အကျိုးကိစ္စမှန်သမျှကိုဥခွန်ရကကူညီတယ်ရက်ကျိုးရွာကျိုးဆိုရင်ဥခွန်ရဟာထိတ်ဆုံးမှာပါတယ်အလူဒါနလက်နဲ့မကွာတက်တာကလည်းဥခွန်ရပဲဖြစ်တယ်အခုအခါအလုံးကလေးစားရတဲ့ဥခွန်ရနဲ့ အလုံးကစိတ်ဝင်စားနေကြတဲ့ထားမေတို့နှီးဆက်သွားမှာကို ရွာရှိကာလာသားများစိုးရိမ်နေကြတယ်။ဥခွင်ရဟာအသက်ကြီးသည့်မုတ်ဆိုးဖို့ဖြစ်တော်လဲဥစ္စာတနာကျွေဝရဲ။ဒါကြောင့်ဥခွင်ရရဲ့မလုံးမှာထားမေဟာညစ်စင်းသွားမှာကိုစိုးရိမ်နေကြတယ်။စိုးရိမ်မယ်ဆိုလဲစိုးရိမ်ရောက်တယ်။အခုတလောဒေါ်စာယူတယောက်ထားမေစီတို့ခက်တက်တက်ဝင်ထွက်နေတယ်။ဒေါ်စာယူရဲ့အလုပ်ကအောင်တွယ်တော်အလုပ်ဖြစ်တယ်။ထို့သောဒေါ်စာယူကထားမေစီကိုအမျက်ဝင်ထွက်နေတာကတော့ ဥခွင်ရနဲ့ထားမီကိုအောင်တွယ်တော်လုံနေပြီမန်းမပြောဘဲနားလဲကြလိမ့်ပြီဖြစ်တယ်။ဒီနေ့မှာတော့ဥခွင်ရတယောက်တရွာလုံးကိုခေါ်ပြီးကြီးညာလိုက်ဒီမှာထားမီကိုတောင်းရန်လက်ထပ်တော့မယ်ဆိုတဲ့သတင်းပဲဖြစ်တယ်။ဥခွင်ရပိုင်ဆိုင်တဲ့လယ်မြေရွှေငွေစည်းစိမ်တို့နဲ့တကွလက်ရှိနေထိုင်တဲ့အိမ်အပါဝင်ပိုင်ဆိုင်မှုအားလုံးနဲ့ထားမီကိုတောင်းရမယ်လို့ဆိုလျာဥခွင်ရကိုသဘောခွေနေတဲ့မုတ်ဆိုးမများမှာတရေတမျက်မျက်ကြာနေရတော့တယ်။ ထားမိကိုကြိတ်ပိုးနေကြသူများမှလည်းအသေးဥကိုကျွဲခတ်သလိုစစ်စစ်ခုံနေကြရလေတော့တယ်။ဥခွင်ရဟာထားမိကိုချစ်စိမ့်နေအကွာကြီးကွာဟနေတဲ့အသက်ရွယ်ကိုပြည့်စည်ဥစ္စာအပြားပြားနဲ့ဖုံးလွှမ်းရန်ကြိုးစားနေခဲ့လေပြီ။ဒါပေမဲ့ထိုစကားဟာဥခွင်ရတယောက်တည်းရဲ့စကားသာဖြစ်သေးတယ်။ကာယကံရှင်ဖြစ်တဲ့ထားမိထမဘလို့အတ္တမထွက်မလာသေးခေါင်းငိတ်လက်ခံခြင်းလည်းမရှိထားမိရဲ့အဖြစ်ကိုသာအလုံးကစိတ်ဝင်စားနေကြတယ်။ တချို့ကတော့ထားမီဟာဥခွင်ရောင်ကိုတေချာပေါက်လက်ထက်လိုက်မယ်လို့ထင်ကြီးပေးကြတယ်။တချို့ကတော့ထားမီဟာညင်လိုက်မယ်ဆိုပြီးပြောကြတယ်။တကယ်တမ်းထားမီစီကစကားထွက်လာတဲ့အခါအလုံးဟာအံ့ဩပြီးရင်အံ့ဩကြရတော့တယ်။ရွာမှာလူစုံတက်ဆုံရှိနေတဲ့ချိန်ကျမပုံပြင်တစ်ပုဒ်ပြောပြမယ်။အဲ့ဒီပုံပြင်ပြီးဆုံးသွားရင်တော့ဥခွင်ရောင်ကိုကျမချက်ချင်းလက်ထက်ပါမယ်။ထားမီဟာဥခွင်ရောင်ကိုပုံပြင်တစ်ပုဒ်ပြောပြမည်ဆိုတဲ့ပုံပြင်ပြီးဆုံးတဲ့အခါဥခွင်ရောင်ကို ချက်ချင်းလက်ထပ်မယ်လို့ဆိုလေရာအားလုံးဟာအံ့ဩကြရတယ်။ထားမိပြောပြမဲ့ပုံမြင်ကိုရွာသားတွေဟာစိတ်ဝင်စားနေကြတယ်။ဒါပေမဲ့ကာလာသားများကတော့ထားမိပုံမြင်ပြောပြမှာကိုသဘောမကျဖြစ်နေကြတယ်။ပုံမြင်ဆိုရင်ဥခွင်ရနဲ့ထားမိလက်ဆက်ကြမှာ ကာလာသားများရဲ့အသေးနှလုံးကိုမွေးပေါက်တယ်လို့အစိတ်တက်ကအိပ်ပြက်ကြလီတော့တယ်။ဒါပေမဲ့ထားမိရဲ့စကားဟာအသက်ကြီးမဟုတ်ဆိုးဘူးဥခွင်ရရဲ့နှလုံးသားကိုပူနွေးလိုက်ပုံသွားစေတယ်။ ပုံပြင်တပုတ်နားထောင်ပြီးတာနဲ့သားမင်းအားပိုင်ဆိုင်ခွင့်ရမယ်။ဥခွင့်ရအတွက်အဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုမျိုးဟာစထက်တိုးရလာခဲ့လေတဲ့။ရွာသားများကတော့သားမင်းကိုထူးဆန်းတယ်လို့သာကြည်နေကြတယ်။ဥခွင့်ရလိုအသက်ကြီးတဲ့မုတ်ဆိုးပုဂ္ဂိုလ်တေချာပေါက်လက်ထက်တော်မှာမို့စောက်တတတတ်နေနှမျောတတတဖြစ်နေကြလေတော့တယ်။ဥခွင့်ရရဲ့အိမ်ရှိမှာလူစုံတက်ဆုံရှိနေလေတဲ့။တချို့ကတော့ရက်နေကြတယ်။တချို့ကထိုင်နေကြတယ်။ဥခွင့်ရမှာ ကလထိုင်ပေါ်မှာကြက်ကြက်နက်နက်ပင်ထိုင်နေလေတယ်။တခါမှထုတ်မဝေးရသေးတဲ့ပစိုးအစ်တင်နဲ့ကော်လန်ကတုံးအင်ကြီးအစ်တစ်တဲကိုဝှက်ထားသေးတယ်။ဦးခွင်ရရဲ့မျက်နှာပေါ်မှာတော့တကာရီလောင်းထားတယ်လို့အပြုံးချွတ်ချွတ်များဟာလဲဖိတ်ရှံ၍နေလေတယ်။ထားမိမှာဦးခွင်ရရဲ့အရှိမရက်နေလေတယ်။ထိုင်ခုံပေးထားတဲ့အတိုင်းထားမိဟာမထိုင်ရက်လက်သားနဲ့နေတယ်။ထားမိဟာနကူကားထက်ပိုရွတီနေနေလေတယ်။အားလုံးကလည်းထားမိရဲ့ပုံမျိုးကို နားထောင်ရန်အသင့်ဖြစ်နေကြလိမ့်ပြီးထိုအခါထားမီဟာတဏျာကိုရီဝေစာစိုက်ကြည့်ပြီးပုံပြင်ကိုစပြောလေတော့တယ်တခါတုန်းကရွာတယောက်မှာအရန်ကိုလာတဲ့မိမတယောက်ရှိတယ်တဲ့အဲ့ဒီမိမရဲ့အလှဟာအဲ့ဒီရွာတွေမကပဲအနီးနာကရွာတွေအထိပါ သတင်းမွေးခဲ့တယ်တဲ့လှလွန်းလို့လေလာရောက်ကမ်းလန်းကြတဲ့သူတွေဟာလည်းအများကြီးရှိခဲ့တယ်ထားမီပြောပြနေတာကိုဥခွင်ရဟာလည်းခေါင်းတငိမ့်ငိမ့်နဲ့ရှိနေတယ် ုံမြင်ကိုစိတ်ဝင်စားမစားတော့မသိသားမေမျက်နာကိုသာဒစိမ့်စိမ့်ကြည့်ရနေတယ်သားမေဟာအားလုံးကိုတစ်ချက်များဝှေ့ဝဲကြည့်ပြီးပုံမြင်ကိုပြန်ဆက်ပြောလေတယ်အဲ့ဒီမိန်းကလေးကိုကန့်လန့်ကြတဲ့သူတွေထမှချမ်းသာကြွယ်ဝတဲ့သူတွေရှိနေပါရဲ့နဲ့ရွာအစွန်ကတာမန်ဆင်းရဲသားဖြစ်တဲ့ယောက်ျားတစ်ယောက်ကိုရွေးချယ်လိုက်တယ်တဲ့ဒါဆိုအဲ့ဒီမိန်းကလေးကတော်တော်မိုက်မဲတာပဲသားမေရဲ့စကားဆိုဥက္ကွန်ရစီမှစကားတန်ထွက်လာတယ်သားမေဟာပြောလက်စာစကားကိုရက်ပြီး ဥခွင်ရကိုကြည့်လိုက်တယ်။ဘာဖြစ်လို့မိုက်မဲတယ်ထင်ရတာလဲ။အဲ့ဒီမိန်းကလေးဟာဂုံပကတနထံချစ်ချင်းမြတ်တာကိုလိုလားတဲ့သူလို့ရော တွေးယူလို့မရဘူးလား။ချစ်ချင်းမြတ်တာလား။ဒါဆိုအဲ့ဒီမိန်းမကအချစ်ကိုကိုးကွယ်တဲ့သူပေါ့။အင်းဆက်ပြောပါဦး။ထားမီစကားကို ဥခွင်ရကခေါင်းငိတ်ထောက်ခံလိုက်တဲ့ထိုအခါထားမီဟာဆက်ရပြောပြန်နေတယ်။အဲ့ဒီမိန်းကလေးကစင်ရသားကိုယူလိုက်တာကိုအလုံးကအံ့ဩတင့်နေကြတယ်။အပြင်းထန်ကိုကဲ့ရဲ့ရှုံချကြတယ်။ ဒါပေမဲ့မင်းကလေးကဂီးမဆိုင်ဘူးအချစ်နဲ့ဘဝတစ်ခုကိုတိဆောက်ဖို့ဆုံးဖြတ်ထားခဲ့တယ်။မင်းကလေးတို့ဟာလက်ထပ်ဖို့တပတ်လောက်လိုမှမထင်ပတ်ဘဲနဲ့ကန်တရားကမြင့်လဲပြလိုက်တယ်။ဒါနဲ့ပဲမင်းကလေးနဲ့သူ့ချစ်သူတို့ဟာလက်မထပ်ဖြစ်ကြတော့ဘူးတဲ့။သားမီဟာပြောလက်စပုံပြင်ကိုထိုနေရာမှာပဲရက်တန့်လိုက်တယ်။ထို့အခါအလုံးဟာရှူးရှူးရှဲရှဲဖြစ်သွားကြတယ်။သားမီဆက်မပြောပြတဲ့အတွက်ဘဝမကြဖြစ်သွားကြတယ်။ပုံပြင်ကပြီးပြီလား။ သူတို့ဘာလို့လက်မထက်ဖြစ်ကြတာလဲဥခွင်ရဟာလှမ်းရင်မေးလိုက်တယ်ထိုအခါထားမီဟာတပ်ပြင်းတစ်ချက်ကိုရှိုက်ပြီးရှက်ပြောလေတယ်မိန်းကလေးတို့လက်မထက်ခင်တပတ်အလိုမှာတွေးနေကြဖြစ်တဲ့ရွာအနောက်ဘက်ကလက်ပံတော့အုပ်လေးမှာတွေးကြဖို့ချိန်ဆခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီတော့အုပ်လေးကိုမိန်းကလေးရောက်သွားတဲ့အချိန်မှာသူ့ချစ်သူကရှိမနေခဲ့ဘူးလေရှိနေခဲ့တာကမိန်းကလေးကိုကြိတ်ကြံနေတဲ့တခြားတယောက်ဖြစ်နေခဲ့တယ်လူသူကင်းမဲ့တဲ့တော့အုပ်ကလေးမှာမိန်းကလေးရဲ့ဘဝဟာ တဆစီကြွေလွန့်သွားခဲ့ကြတယ်။မိန်းကလေးဟာမတန်ရှင်တော့တဲ့ဒုက္ခနာကိုจิตူစီမအံ့နေတော့ပဲအဲ့ဒီရွာကနေပါထွက်ပြေးပြီးအစဖြောက်သွားခဲ့တော့တယ်တဲ့။ပုံမြင်လေးကတော့ဒီလောက်ပါပဲ။မိန်းကလေးကတနာဖို့ကောင်းတယ်နော်။မိန်းကလေးရဲ့ချစ်တစ်စာကလည်းအယံကိုလေးစားဖို့ကောင်းတယ်။သူတို့ဘဝလေးအတူနေခွင့်ရစေချင်လိုက်တာ။နားထောင်နေကြသူတွေထဲမှာစကားတန်နေထွက်လာတယ်။ထားမိပြောပြတဲ့ပုံမြင်မှာတာမန်တမရိုးကြပုံပြင်တပုံးလို့ပင် ဥခွင်ရတွေးနေမိတယ်။ထို့ပုံပြင်ကိုဥခွင်ရစိတ်မဝင်စားပုံပြင်တပုတ်မြင်မြန်ပြီးဆုံးသွားသည့်အတွက်ပင်ကျေနပ်၍နေလေတယ်။ဒါမှသာထားမိကိုမြင်မြန်လက်ထပ်ခွင့်ရမှာဖြစ်တယ်။ပုံပြင်လည်းပြီးဆုံးသွားပြီမို့ဥခွင်ရဟာရီရီပြုံးပြုံးနဲ့စကားဆလိုက်လေတယ်။ပုံပြင်ကထားမိလောက်သာစိတ်ဝင်စားဖို့မကောင်း။ကြောက်ခုနေကြတာမဲအလွမ်းပုံပြင်လေးပါပဲ။ဥခွင်ရရဲ့စကားအဆုံးမှာထားမိရဲ့မျက်နှာဟာတိတိတသားမဲ့ကျသွားတယ်။ထားမိရဲ့မျက်လုံးတွေဟာစူးရဲကံ တလက်လက်တောက်ပလာတယ်။နှခမ်းပြားတို့ကလည်းတဆက်ဆက်တုံကြီးလာသလိုလက်ကိုကြစ်ကြစ်ပအောင်ဆုတ်ထားလိုက်တယ်။အဲ့ဒီနောက်ဥခွင်ရကိုအေးဆက်စွာကြည့်ရပြောလိုက်တယ်။တကယ်တော့စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပြင်တပုတ်ပါ။ကျမပြောပြတာညံ့လို့ဖြစ်ပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးနာမည်ကတော့မြရင်ကျော်ဆိုတာအစကတည်းကပြောမိခဲ့ရင်တော့အယံကိုစိတ်ဝင်စားစရာကောင်းလိမ့်မယ်ထင်ပါရဲ့။ဘာ?မြ?မြရင်ကျော်။ထားမိဟာတီငိမ့်စွာပြောလိုက်တော့လေ စောက်တီရမရဖြစ်သွားသူမှာဥခွင်ရဖြစ်လေတဲ့ဥခွင်ရဟာထိုင်နေရာမှထပြီးထိုနမဲကိုတန်အန်တော်နဲ့ရည်ရွတ်နေလေပြီးမှအလန့်တစားနဲ့ထားမိအားကြည့်လေတဲ့ဘာဘာဖြစ်လို့ဒီပုံပြင်ကိုပြောရတာလဲမင်းကဘာသူလဲဥခွင်ရတယောက်မယုံနိုင်စရာကောင်းလောက်အောင်ပင်တုံလို့ရနေရှာတယ်ထားမိဟာဥခွင်ရကိုကြည့်ပြီးနှကန်းသားတို့ဟာလည်းလက်ဆက်ဆက်တုံလို့နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျမအမီရဲ့ကိုရိဇလန်မို့လို့ပါ ူယုံမာတယောက်ကြောင့်ဘဝပြက်ပြီးချစ်သူနဲ့ကွေကွန်းခရရတယ်။လူယုံမာရဲ့ရင်သေးကိုလည်းခက်ခဲစွာမွေးပြီးဒုက္ခတွေရင်ဆိုင်ခရရတဲ့မြရင်ကျော်ဆိုတာထားမီရဲ့အမေအရင်ခောက်ခောက်ပါပဲ။ထိုစကားတခွန်းကိုထားမီဟာတလုံးချင်းပြောလိုက်တယ်။အခုမှဥခွင့်ရဟာတဆက်ဆက်တုံရင်လာတယ်။ထားမီကိုမယုံနိုင်တဲ့မျက်ဝန်းတို့နဲ့ကြည့်ရနေတယ်။ထားမီကိုကြည့်နေရင်ဥခွင့်ရရဲ့ရင်စုံဟာ နာကျင်ရိပ်လာလိမ့်တယ်။အလုံးဟာဥက္ကဉာကိုတလဲ ထားမိကိုတလဲနားမလည်တလို့ကြည်နေခဲ့ကြတယ်။ပုံပြင်ပြောပြီးသွားခဲ့ပြီမို့စမကတိအတိုင်းဥခွန်ရကိုလက်ထပ်ပါမယ်။ဟင်လက်မထက်ရဘူးလုံးဝလက်မထက်ရဘူး။ဥခွန်ရရဲ့အမူအရာများဟာချက်ချင်းပြောင်းလဲသွားလေတယ်။ထားမိတယောက်မှလွဲပြီးအားလုံးဟာလည်းအံ့အားတင့်နေကြတယ်။ဥခွန်ရထမအစကလိုတက်ကြပြောချင်းစိတ်တို့ဟာရုပ်ရှင်ပြက်ကွယ်ကုန်ပြီးခေါင်းကိုသာတတွန်တွန်ခါရမ်းနေလေခဲ။ထားမိကိုဥခွန်ရကလက်မထက်နိုင်ဘူးလို့ဆိုတဲ့ညင်းဆိုချက်ဟာ အားလုံးအတွက်ဗဟေဒီတခုလိုဖြစ်သွားစေခဲ့တယ်။ तू 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 ဘယ်မှာလဲ။ညရင်ကျော်အခုဘယ်မှာလဲ။ဥခွင်ရာစီမှာအတန်တက်တက်ထွက်ပေါ်လာတယ်။ထိုအတန်ဟာယူကျုံမရတဲ့အတန်ဖြစ်တယ်။နောင်တတို့ပြုံဝင်နေတဲ့အတန်ဖြစ်ပြီးဒါပေမဲ့သားမေဟာထိုအတန်ကိုဥပိ္ပခါပြုပြီးပြက်သားစွာပြောလိုက်တယ်။အမေဆုံးပြီ။ကျမတို့ဒီပုံမြင်တဲ့ပုတ်လက်ဆင်ခံအမွေပေးခဲ့တာ။အမေကအတန်တန်မှားခဲ့တယ်။အဲ့ဒီလူကိုဘယ်တော့မှသွားမရှာပါနဲ့တဲ့။ ဒါပေမဲ့အမေစကားကိုနားမထောင်မိခဲ့ဘူး။အဲ့ဒီလူကိုရှာပြီးလက်တော့ပြန်ချင်ခဲ့တယ်။အခု ကျမဆန္ဒပြည့်ခဲ့ပြီ။အမေအတွက်ကျမငရဲမကြောက်ပဲတုံ့ပြန်ခဲ့တာပဲ။ထားမိဟာပြက်သားစာပြင်ပြောလေတယ်။ဥခွန်ရကတော့ထားမိအရှိမစောက်တီရမရဖြစ်နေလေတယ်။ဥခွန်ရရဲ့မျက်ဝန်းမှာမျက်ရည်စားတော့ဟာခုတ်တွဲလာတယ်။အဲ့ဒီနောက်ထားမိကိုကြည့်ပြီးတုံရင်စွာနဲ့ပြောရှာလေတယ်။သမီးအဖေမှားခဲ့ပါတယ်။အဖေကိုခုတ်လို့ပါသမီးရဲ့။မခွန်နဲ့ ကျမဘဝမှာအမေပဲရှိခင်တာအဖေဆိုတာမရှိစေရဘူးဟင်ဘယ်တော့မှလည်းရှိမလာစေရဘူးပစ္စည်းဥစ္စာကြုံဝချမ်းသာရုံနဲ့ဖခင်တရားအဖြစ်လူလူလားလားလက်ခံမယ်လို့မထင်နဲ့တစ္ဆာမဲတဲ့လူရဲ့ကြောင့်အဖေနေရာရောက်ခဲ့ပေမဲ့ဖခင်တရားမဖြစ်ထိုက်တဲ့သူကိုငရဲမကြောက်ပဲတုံ့ပြန်ခင်တာအမှန်တရားအတွက်ပဲဥခွင်ရဒူးတဲ့ညှက်ခွေကြသွားတယ်ထားမေဟာထိုနေရာမှာပြေးထွက်ခဲ့တယ်ရွာသားများဟာလည်းအခုမှဇက်ရည်လဲသလိုအံ့ဩရေမဆုံးရှိနေကြတယ် ယူကျုံမရဆောင်ငိုကျွေးနေတဲ့ဥခွင်ရကိုတနာရမှာလားထွက်ပြေးသွားတဲ့ထားမိကိုတနာရမှာလားဝေခွဲမရကြဖြစ်နေတယ်။ကြုံတွေ့နေရတဲ့အဖြစ်က ထူးဆန်းလာတယ်လို့အလုံးဟာတဖက်ဖက်ရည်ရွတ်နေကြတယ်။ထိုနေ့ရစပြီးလက်ပံတော်ရွာမှာထားမိကိုမတွေ့ကြရတော့ရွာအစွန်ကတဲအိမ်လေးနဲ့စိုက်ခင်းဟာလဲပိုင်ရှင်မဲ့ဖြစ်သွားလိမ့်ပြီဖြစ်တယ်။ထားမိပြောက်သွားတဲ့အခါဥခွင်ရတယောက်ဟာစောက်တီရမရဖြစ်နေခဲ့တဲ့နေရာအနှံ့သွားကား ထားမိကိုရှာပုံတော့ဖွင့်နေခဲ့တယ်။ဒါပေမဲ့ထားမိကိုနေရာနဲ့လိုက်ရှာတော့လဲမတွေ့ရဖြစ်နေတယ်။ရွာနီးစံများမှာစုံစမ်းတော့လဲအကြောင်းမထူးဖြစ်နေတယ်။ထားမိဟာထူးဆန်းစွာပြင်ပျောက်ချင်းမလားပျောက်ကြယ်သွားခဲ့လေတော့တယ်။ချစ်ပရိသတ်များရှင်ဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့ထားမိဆိုတဲ့ဆက်လန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။နောက်ရက်များမှာလဲဒီလိုဆက်လန်းကောင်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို ောင့်မျှော်လို့နားဆင်အားပေးခဲ့ပါအောင်ရှင်ဒီနေ့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်